အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီမှာရှီယာမားနဲ့အတူကောနော်မိသားစုတစုမှာအတအမကရှိခြင်းကအရေးကြီးလားအရေးမကြီးဘူးလားဆိုတဲ့အရာပေါ်မှာအမနဲ့အတူဆွေးနွေးသွားမှာဖြစ်ပါရှင်ပထမဦးဆုံးအနေနဲ့မမမင်္ဂလာပါရှင်မင်္ဂလာပါညီမလေးအာဟုတ်ကဲ့ပေါ့နော်ပထမဦးဆုံးအနေနဲ့အမကိုမမိတ်ဆက်ပေးပါဦးအားလုံးမင်္ဂလာပါအမနာမည်ကတော့မောက်ဦးမချူပါရှင်လက်ရှိရောအမကကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်နေတဲ့အမျိုးသမီးတအူးပါရှင်ဒါလေးတအူးကိုလည်းပိုင်ဆိုင်ထားတဲ့မိခင်တအူးပါ ဟုတ်ကဲ့ပေါ့နော်အာအမကိုဖို့ပထမဦးဆုံးမေးချင်တဲ့မိကိုကကြတော့အမကလက်ရှိမှာလေပေါ့နော်အမိခင်တယောက်ဖြစ်တဲ့ဒါလီတယောက်ကိုလည်းပိုင်ဆိုင်လာရဲဆိုတော့ပေါ့နော်မိခင်တယောက်နေနဲ့အတအမခေါ်ပေါ့ဘလိုမျိုးမြင်လဲအာအရေးကြီးရလို့မြင်လားပေါ့နော်အမရဲ့မြင်လေးကိုလည်းတက်ပြပေးပါဦးရှင့်အတအမခံအကြောင်းပေါ့နော်အခုညီမလေးမေးသွားတဲ့မိခွန်းထဲမှာအတအမခံကအရေးကြီးလား ဘယ်လိုမျိုးမြင်လဲဆိုအမရဲ့အမြင်ကတော့ပွင့်လင်းဆုံးပြောရအောင်ပေါ့နော်အတအမခင်ကိုရင်တော့လုံးဝမသိခဲ့ပါဘူးနောက်အမတို့ပတ်ဝန်းကျင်မှာဒီတင်းဝင်ပေါ့နော်ဒီရှင်းပြတာမျိုးကိုကိုရန်ကလည်းစိတ်ဝင်စားနားထောင်တာမျိုးမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့မြန်မာလေးတယောက်နဲ့တွေ့တဲ့အချိန်မှာအတအမခင်ကိုသူကတေချာလို့ရှင်းပြတယ်ပေါ့နော်အဲ့အချိန်မှာကိုသိကျင်တာလေးမိကုန်းနေလေအများကြီးမေးပြတာဖြစ်တယ်ပြောအော် ကိုအတိတ်တခုဝင်သွားရေပေါ့နော်ငါမိသားစုမှာအာမခံတခုကတော့လိုလိုအပ်တယ်အာမခံဒီမိသားစုကိုကာကွယ်ပေးတာဖြစ်တဲ့အတွက်ဆိုပြီးတော့အမကဆုံးဖြတ်ပြီးဝင်လိုက်တာပါဟုတ်ကဲ့ပါတော့မအမအဖေကဆက်ပြီးတော့မိချင်းနဲ့မိကုံးကကြတော့ပေါ့နော်ဒီအာမကပေါ့နော်မိခင်တယောက်အနေနဲ့ပေါ့နော်ဘာလို့ဘာလို့ပေါ့နော်ဒီအတအာမကထားတိခဲ့ရလေပေါ့နော်အမထားတိခဲ့တဲ့အကြောင်းလေးကိုလည်းပေါ့နော်မျှဝေပေးပါဦးဟုတ်ကဲ့ပါအမရှေ့မှာပြောခဲ့သလိုပဲပေါ့နော်အတအာမခံကြောင်းအမဖင်မမသိခဲ့ဘူးနောက်ပိုင်းထထဲဝင်သိတဲ့အခါမှာပေါ့နော်အမငါညမ်းပေါ့နော်ဟို ပုံမှန်လူဆိုတာတော့ညီမလေးရေပုံမှန်လုံးလုံးနိုင်မယ်ကိုကိုကိုတွေ့ရအောင်နော်ကျမ်းမာနေမယ်လို့တွေ့ရအောင်နော်တကယ်များမုန်းလင့်ထားတဲ့အရာအမကျမ်းမာကြီးတခုရှင်ရင်းတာပဲဖြစ်ဖြစ်ပေါ့နော်အမဝင်ဝင်မဆန်နိုင်တော့တာပဲဖြစ်ဖြစ်အမသားပေါ့အဓိကလေဟုတ်ကဲ့ပါမိဘတိုင်းကတော့သားသမီးပုံမှန်အများကြီးသူ support ပေးမယ်လို့ဒါရည်ရွယ်ထားကြတာဖြစ်တဲ့အတွက်အော်ငါများတခုဖြစ်ခဲ့ငါသားလေးပညာရေးစွမ်းကမ်းတိုင်အောင်ထားနိုင်ပါမလားဘောနော်ဒါကိုအမအရန်ကိုစိတ်ပူပန်သွားခဲ့ရပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့အမကအကက်အာမခံလို့ကြောက်ကြရပြေတာပါ โอเคပါရှင်အားလည်းအရန်ကောင်းရဲ့အစီအစဉ်ကြီးပဲပေါ့နော်ဒါဆိုမကပေါ့နော်အမရဲ့ဒါလီအတွက်ရည်ရွယ်ပြီးတော့အတအမကန်ထားခဲ့ရပါဘောနော်ဟုတ်ပါတယ်နော်အာဒါဆိုပေါ့နော်အမအတအမကန်မထားခင်တော့ပါနဲ့ပေါ့နော်ဒီအခုပေါ့နော် အတအမကန်ထားပြီးတဲ့ပုံပါပေါ့နော်အမအနေနဲ့ဘယ်လိုမျိုးစိတ်ခံစားမှုရရှိခဲ့လဲပေါ့နော်အဲ့ဒါလေးကိုပြောရမယ်ဆိုလို့ရှိရင်တော့လေအမအများကြီးပြောင်းလဲသွားတာပေါ့နော်အရင်တော့ဆိုရင်အမကအရင်တော့ဟိုပေါ့နော်လိုချင်တာမြင်ဝယ်ဖြစ်တယ်ပေါ့နော် စုတဲ့အစားတုံးဖြစ်တယ်ပေါ့နောက်တစ်ပတ်ကျတခြားအရာတွေမှာစုပေးမယ်ပေါ့နော်အခုအာမခံမှာကြအမသားတင်ညာရေးအတွက်အမဒီတန်တင်ချစုပြစ်သွားတယ်ပေါ့နော်နောက်အပေါ်တုံးမဲ့အရာတွေဆိုလည်းအမမတုံးဖြစ်တော့ဘူးပေါ့နော်အဲ့ဒီအတွက်ကိုအမအတွက်ပေါ့နော် peace of mind လို့ခေါ်ရဲပေါ့နော်ဒီစိတ်ကာဘူးအေးချမ်းမှုပေါ့နော်အေးချမ်းမှုတစ်ခုရာဘာကြောင့်လဲဆိုလို့ရှိရင်အမအရင်တော့ကတော့ပတ်စံစုတယ်ပေါ့နော်စုရပုံစံနီးပေါင်းစုံနဲ့ရှိတာပေါ့နော်ဒါမျိုးဖုန်ဖုန်လိုတဲ့ကစုပြစ်မှာပဲပေါ့ဒါပေမဲ့တားအတွက်ကိုအာမခံအောင်တည်ခဲ့ရှင်တားအတွက်ကိုပညာရေးအတွက်တီးတက် စုပြစ်သွားတယ်ပေါ့နော်နောက်တစ်ခုကလည်းကိုအပိုသုံးမဲ့နေရာတွေမသုံးပြတော့ဘူးပေါ့နော်အဲ့တော့ planning တစ်ခုအနေနဲ့ဒါကအပညာရေးသူကတီးတက်စုပြစ်သွားတယ်ပေါ့နော်အဆုံးအနေနဲ့မှရှိရအကြံပြုချက်လေးတစ်ခုတောင်းပြီးတော့ညီကုံချုပ်ချင်ပါတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ပေါ့နော်မိခင်တယောက်အနေနဲ့အာဒီအတားအမကဲဘောနော်စိတ်ဝင်စားပြီးတော့ထားမဲ့သူတွေလည်းရှိရပေါ့နော်ဒီလိုမျိုးမိခင်တွေတော့ပေါ့နော်အမအနေနဲ့ဘယ်လိုမျိုးအကြံပြုချင်လဲပေါ့နော်မိခင်တန်းကိုတော့အမလိုပဲပေါ့နော်တာသမီရှိတဲ့မိခင်တန်းကိုတော့ ကိုသားသမီးရဲ့အနာကက်ပေါ့နော်။နောက်ရေးဒရက်ကိုစိတ်အေးရအောင်လို့ပေါ့နော်။အာမခံကိုတိတိကျကျမှထားတဲ့နဲ့ဒီနေ့မှပဲထားတဲ့နဲ့ပေါ့နော်။ အဲ့ဒါလေးအမအကြံပြုချင်ပါတယ်အာဟုတ်ကဲ့ဘောနောမအာဒီမှာဘောနောဖုန်းနဲ့အတူလာပြီးတော့အာပေါ့ကတ်လေးဘောနောရိုက်ပြီးတော့ကျေးဇူးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ဘုမိုတို့ဟာဒါဆိုရင်ဘောနောဖုန်းတို့ကအဒီမိခင်တယောက်အနေနဲ့ဘောနောအတားအမခံပေါ်ဘလိုမျိုးမြင်တာလဲသားသမီးရတော့ဘောနောအတားအမကဘာကြောင့်ထားတင်တာလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ပေါ့ကတ်လေးရိုက်ခဲ့တာဖြစ်တယ်ဘောနောအာဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးကြားရင်ထပ်ထည့်ကြမယ်နော်ဘိုင်ဘိုင်